အားလုံးမင်္ဂလာပါရှင် Prepare Radio မြန်မာရဲ့နှလုံးသားဟာရာစီစဉ်ကနေကြိုဆိုပါရစေ။ဒီကနေ့မှာတော့ဒီစကား6ခွန်းကိုတင့်ကိုတင်ပြတော့မှမပြောမိပါစေနဲ့ဆိုတော့ခေါင်းစဉ်နဲ့ပတ်သက်ပြီးတော့ဖပြမျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်။ Prepare Radio မြန်မာရဲ့အစီအစဉ်တွေကိုနားဆင်နေကြတဲ့ပရိသတ်တွေအနေနဲ့နှလုံးသားအာဟာရရှိလာဖို့အတွက်ရည်ရွယ်ပြီးတော့ဒီစကား6ခွန်းကိုတင့်ကိုတင်ပြောနေတယ်ဆိုရင်ဘယ်တော့မှမပြောတော့ဖို့မျှဝေပေးသွားခြင်းပါတယ်။ ထမဆုံးစကားကတော့ငါကငါရမ်းမောင်းတာပဲဘလို့ချင်းဒီမျိုးပဲဖြစ်ဖြစ်တင့်ကိုတင်မောင်းတဲ့စကားကို မပြောသင့်ပါဘူးအမောင်းဆိုတာအသက်နိုင်ဆုံးရှောင်ရှားတင့်တဲ့စကားလုံးဖြစ်ပါတယ်တင်မပြောင်းလဲနိုင်တဲ့အရာတစ်ခုအတွက်တင့်ကိုတင်မောင်းနေခြင်းကမဖြစ်သင့်ပါဘူးတင်းရဲ့ဖြစ်တည်မှုအတွက်ဘရောမှမရှက်ရှောက်တင့်ပါဘူးအပေါ်မှာအနေနဲ့ American Idol ဆိုတဲ့ပြိုင်ပွဲကိုပြောပြချင်ပါတယ်။အဲ့ဒီပြိုင်ပွဲမှာဆိုရင် အမေရိကန်မှာရှိတဲ့အဆိုဝါဒနာပါတဲ့သူအားလုံးဝင်ပြိုင်နိုင်ပြီးဆူရဖို့ခက်ခက်ခဲခဲစူးစမ်းရတဲ့ပြိုင်ပွဲမျိုးဖြစ်ပါတယ်။အဲ့ဒီပြိုင်ပွဲတွေမှာတခါတလေတွေ့ရတာကတော့အလက်မပါတဲ့သူခြေရောက်မပါတဲ့သူစသဖြင့်အဆုံပါပဲ။သူတို့တွေကသူတို့မပြောင်းလဲနိုင်တဲ့အရာတွေအတွက်စိတ်မစင်းရဲပဲနဲ့ဘဝကိုရဲရဲရင်ရင်ရင်ဆိုင်နေကြတာပါ။နောက်ဘုမာတခုကတော့ဆယ်တန်းမှာတင်ခဲ့ဘူးတဲ့ဟယ်လန်ကီလာပါပဲ။ မျက်လုံးလည်းမမြင်နားလည်းမကြားရဘဲနဲ့ဘဝကိုရဲရဲရင့်ရင့်ရင်ဆိုင်ခဲ့တဲ့သူမကိုတင့်ကိုတင်မုန်းတယ်လို့ပြောတိုင်းအာနာကအခုချိန်ကစပြီးတင့်ကိုတင်မမုန်းပါနဲ့တော့ဘာလို့လဲဆိုတော့အဲ့ဒါရန်ကိုအန်ဒီရရှိလို့ပါတင်ရဲ့စိတ်ကို အောက်ဆုံးအထိဆွဲချတာတင်ကိုယ်တိုင်မဖြစ်ပါစေနဲ့ဒုတိယစကားကတော့ငါအဒီလောက်မတော်ပါဘူးတကယ်လို့တင်ကိုယ်တင်မတော်ဘူးထင်ရင်တော့တင်ပါလို့အဲ့ဒီလိုခံစားနေရလဲဆိုတာပြန်သုံးသပ်ဖို့လိုပါပြီ တငယ်ချင်းတွေမိဘတွေကပြောလို့လားပတ်ဝန်းကျင်ကပြောလို့လားအဲ့ဒါဆိုရင်တော့အချိန်မီပါသေးတယ်သူတို့ပြောတာတွေယုံဖို့မလိုပါဘူးတင်လောက်ဖို့လိုတာက သူတို့မှားကြောင်းတက်တည်ပြဖို့ပါတင်ကိုဆရာသက်စီမဲ့သူတွေနဲ့အချိန်ပူဖြုံးပါတင်ကိုစိတ်ထဲကြစီတဲ့သူတွေကိုအသက်နိုင်ဆုံးရှောင်ရှားပါတင်ကိုတင်မတော်ဘူးလို့ဘယ်တော့မှမသွေးပါနဲ့ လောကကြီးမှာတင့်လူလူမျိုးနောက်တယောက်မရှိပါဘူး။တတိယကိုကိုကိုမပြောတင်တဲ့ဇာကားကတော့လောကကြီးမှာငါအထီးအကျန်ဆုံးပဲ။ဘသူကမှတင့်ကိုဂယူမဆိုင်ဘူးလို့ထင်နေတာလား။တကယ်တော့တင့်ကိုဂယူဆိုင်တဲ့သူတွေလောကကြီးမှာအများကြီးရှိပါတယ်။တင်ရမိသားစုတင်ရတငယ်ချင်းစသဖြင့်တင့်ကိုဂယူဆိုင်သူတွေရှိပါတယ်။တကယ်လို့ကံမကောင်းစွာနဲ့တင်သူတို့ကိုမပိုင်ဆိုင်ဘူးဆိုရင်လေတင်အထီးမကြံသေးပါဘူး။ တင်လောက်လို့ရတာတွေရှိပါတယ်။တငယ်ချင်းအသက်တွေရှာနိုင်ပါတယ်။လူတွေကိုကျင်နာနိုင်ပါတယ်။ကျင်နာတတ်တဲ့လူတယောက်ဟာဘယ်တော့မှအထီးမကျန်ပါဘူး။အားငယ်တဲ့စိတ်တွေဝင်ဖို့အချိန်မရှိနိုင်လောက်အောင်ကိုတင်ကျင်နာလို့ရပါတယ်။တငယ်ချင်းအသက်တွေရှာဖို့စိတ်မဝင်စားရင်တော့မိဘမဲ့ကလေးကြောင်းတွေမျက်မမြင်ကြောင်းတွေတက်ကြီးရွယ်ကိုစောက်ရှောက်ရည်တွေလူမှုကယ်ဆယ်ရေးအဖွဲ့တွေမှာစေတနာဝန်ထမ်းလုပ်လို့ရပါတယ်။တင့်ကိုတင်ဘေးထောက်ထားရင် တင်မဲ့တော့မှလူတွေနဲ့လိုက်လျောညီထွေဖြစ်လာမှာမဟုတ်ပါဘူး။နံပါတ်၄ကိုကိုကိုမပြောတဲ့စကားကတော့ငါနဲ့တန်တာပဲရတာပါလေ။ဆိုတဲ့စကားဖြစ်ပါတယ်။တစုံတရာဆူဆူဝါးကြုံတိုင်းဒါငါနဲ့တန်တာပဲဖြစ်မှာပါလို့ပြောလို့ရှိပါသလား။အဲ့ဒါကရမ်းမှားပါတယ်။ဆူဆူရွရွားကြုံတိုင်းတင့်ကိုတင်အပြစ်တင်ဖို့မလိုပါဘူး။တချို့သောပြဿနာတွေကိုတင်သားစီးလို့မရပါဘူး။ဒါကြောင့်တင်အကောင်းဆုံးစူးစမ်းနေတဲ့ ်တင်းကိုတင်ရပြစ်မတင်တင်ပါဘူးနံပါတ်5ကိုကိုမပြောတင်တဲ့စကားကတော့ငါလုံးနိုင်မှာမဟုတ်ပါဘူးဒီအထင်မြင်ကလည်းလူတော်တော်များများကိုဒုက္ခပေးပါတယ်လူအများစုကသူတို့ရဲ့စွမ်းဆောင်ရည်တွေကိုအဲ့ဒီစကားကြောက်ပဲအကောင့်အထည်မဖော်နိုင်ကြတာပါဒီတော့အစ်င့်မှာရီမန်းချက်ရှိရင်ဘယ်တော့မှအဲ့ဒီလိုမသွေးပါနဲ့ရီမန်းချက်အောင်မြင်ဒီမအောင်မြင်ဒီထက်တင့်ရီမန်းချက်အပေါ်ယုံကြည်ဖို့လိုပါတယ်တင်လောက်နိုင်တယ်ဆိုတာကိုစိတ်ထဲအမြဲဆွဲထားပါ ကြိုက်ရှုံးမှကို မကြောက်ပါနဲ့တောမက်အန်ဒါဆင်တောင်းမီးလုံးဖန်တီးဖို့အတွက်အကြိမ်ထောင်ပေါင်းများစွာကြိုးစားပြီးမှအောင်မြင်ခဲ့တာပါတင်လုံးနိုင်တယ်လှုပ်ဖို့ပဲလိုတာပါသရုတ်ထနဲ့နောက်ဆုံးကိုကိုကိုမပြောတဲ့တဲ့စကားကတော့လောကကြီးမှာငါအညံ့ဆုံးလူသားဖြစ်မှာပါဆိုတဲ့စကားဖြစ်ပါတယ်တင်အမှားလုပ်ပြီးတဲ့အချိန်တိုင်းတင်ကွန်တင်အပြစ်တင်မနေတဲ့မှာဘူးတင်ပါပဲမှားခဲမှားခဲတင်တိထားရမှာကအဲ့ဒါတိတ်ကပါ ဒါကြောင့်တင့်ကိုတင်ရဲ့အပြစ်တင်နေလို့လည်းဘာမှမထူးပါဘူး။ဒါပေမဲ့အဲ့ဒီမားကန်းနေတင်ငန်းစာယူပါ လူတိုင်းလူတိုင်းမားတတ်ပါတယ်။ဒါပေမဲ့မားတိုင်းညံ့တာမဟုတ်ပါဘူး။အမားကင်းတဲ့လူရဲလို့လောကကြီးမှာမရှိပါဘူး။ဒါကြောင့်တင်မညံ့ပါဘူး။အထက်ပါစကား6ခွန်ကလူတွေအမှုမဲ့အမှတ်မဲ့သူတို့ကိုသူတို့ပြောလေးရှိကြပါတယ်။တင်ရောအဲ့ဒီလူတွေထဲမှာပါပါသလား။ အဲ့ဒီလိုသွေးချင်းကကျမရေးနဲ့မညီညွတ်တဲ့အစားအစာတွေစားနေတယ်လို့ပါပဲ။သင်ရဲ့စိတ်တဲ့ကျမရေးကိုဆိုးရွားစွာထိခိုက်စေနိုင်ပါတယ်။ဒါကြောင့်အဲ့ဒီလိုအသွေးတွေသင်ကောင်းထဲဝင်လာတိုင်းရှင်းထုတ်ပစ်ဖို့မမေ့ပါနဲ့။စိတ်ညစ်စရာတော်များများကသူများတွေကပေးတတ်တာမဟုတ်ပါဘူး။ကိုယ်ပါတာပြန်ပေးကြတာပါ။အခုကစပြီးအဲ့ဒီစကား၆ခွန်းကိုသင်ကိုယ်သင် ဘယ်တော့မှမပြောမိပါစေနဲ့အဲ့ဒီစကားချောက်ခွန်းကို အနှစ်ပြန်ချုပ်ပြီးပြန်ပြောပေးရမယ်ဆိုရင်တော့ငါကငါအရင်မုန်းတာပဲငါဒီလောက်မတော်ပါဘူးရောဂါကြီးမှငါအထီးကျန်ဆုံးပါပဲငါနဲ့တန်တာပဲရတာပါလေမလုံနိုင်မှာမဟုတ်ပါဘူးလောကကြီးမှာငါအញ្ញံဆုံးလူသားဖြစ်မှာပါဆိုတော့ဒီစကား၆ခွန်းကိုပြောနေခဲ့မိတယ်ဆိုရင်ဒီရှေ့ဆက်မပြောမိအောင် အကယ်၍ မတော်တဆပြောခဲ့မယ်ဆိုရင်တော့မှအကောင့်ဘက်ပြန်ပြောပေးဖို့တိုက်တွန်းလိုက်ရပါတယ်ရှင်။ People Radio မြန်မာရဲ့နှလုံးသားဟာရာစီစဉ်ကိုနားဆင်နေကြတဲ့သောတာရှင်များအားလုံးကိုကိုချစ်ပြီးမိမိပတ်ဝန်းကျင်ကိုလည်းချိနိုင်ကြပါစေလို့ကျွန်မကောင်းတောင်းရင်းနဲ့ဒီတစ်ပတ်နှလုံးသားဟာရာစီစဉ်ကနေနှုတ်ဆက်လိုက်ပါတယ်ရှင်။ကျွန်မကတော့ဗလာပါ။